။ပြင်မှာကန်းတော့နေမြေစကန်အေးစေးပါ။အေးစေးပါ။ပြင်မှာအကြပ်ပတ်သမားတွေယာနဲ့ချူကိုသိနေပြီ။ယာနဲ့ချူကိုသိနေပြီ။ပြင်မှာယာနဲ့ချူထိကတဲ့ရနေပြီ။သူကဒီကန်းတော့နေမြေစကန်ရောက်လို့တောက်လျှောက်ဖို့သူကသူတို့မရမချစ်တိုက်မယ်ဆိုတော့သူတို့တော့တိုက်ရ။တက်ကလည်းကျဲတယ်မင်းတို့လာရောက်တက်လာခဲ့။တက်လာခဲ့။ငါတို့ကျဲငါတို့ချမယ်လို့ချတယ်။လေးနဲ့လေးပေါ်မှာခင်ဗျာလေးပေါ်နဲ့တောက်လျှောက်ကိုကျဲချတယ်။မနေဘူးပဲသေးတာ။တက်လာခဲ့လေ။လက်တဲတော့တက်ပေါ့။တဲတော့တဲတော့ချတယ်။တက်လာခဲ့။ဘယ်ကောင်သေးရဲ့ပေါ့။ပြေတော့သေးရဲ့။ တဲကောင်အရင်သေးရမယ်ဒီကောင်တွေဘလောက်ဆက်တိုက်နိုင်မလဲဗျာဆက်ကြည့်ရတော့တော့ကျတော့ဆက်ကြည့်ရတော့ဒီကောင်တွေဘလောက်ထိတောက်ခံနိုင်မလဲဗျာကျွန်တော်ဆက်ကြည့်ရမှာအားလုံးပဲမင်္ဂလာပါ Top News Myanmar Channel ကနေပြီးတော့တဖန်ပြန်လဲကြိုဆိုလိုက်ပါရယ်ကျွန်တော် channel လေးကို subscribe မနေရသေးဘူးဆိုတော့ subscribe နေပြီးတော့ထမှန်ပြီးတော့တောင်းဆိုချင်ပါရယ်ဆောင်းကအဖွဲ့မင်းတို့အလောင်းမင်းတို့ live မင်းတို့ရဲ့ဒီဒီခန္ဓာကိုယ်အစိပ်ပိုင်းတွေ live အဓိကကမဲ့စစ်တိုက်ကြရယ်ဆိုတော့နံပါတ်၁စိတ်တက်ကအရင်တက်ရတာစိတ်တိုင်းနဲ့အရင်တက်ရတာနံပါတ်၂ကတော့နောက်ရပန်ပန်ပုံးမှုတွေပေါ့ထောက်ဖို့ပန်ပုံးမှုတွေတက်ရတာဒီ ဒီကတော့နေမြေစကမှာရှိတဲ့တမန်သားတွေမြန်မာနိုင်ငံတပ်ဖွဲ့ဝင်တွေအတွက်ကြောက်ွေ၃သိန်းကိုပြီးပါတယ်တဲ့ရဲတကောင်တက်လာခဲ့မင်းတို့တဲ့ရဲတကောင်အလောင်းမရမယ်ရလက်ပါလေပေါ့ဗျာမင်းကြီးကရလက်ပါလေဟိုငဆောင်ကအဲအောင်နေမင်းတို့ရလက်ဘာဖြစ်သွားလဲအခုတော့တွေ့နေရပြီမင်းတို့ရဲ့ဘာကာလာလဲဆိုတာတွေ့သွားပြီဟောပလဲမြို့နယ်ကန်းတော့နေမြေစကကတော့ကျွန်တော်တို့ဒါလုံရိုးတပ်ဖွဲ့ဝင်တွေဆုတ်လိုက်ရတယ်ဆုတ်လိုက်ရတယ်အဲ့မဲ့ဆုတ်တဲ့နေရာမှာကျွန်တော်တို့ကအောင်မြင်စွာဆုတ်ခွာတယ်လို့ပဲကျွန်တော်ပြောအောင်မှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီလက်နက်ခရံလက်နက်ခရံကျွန်တော်တို့မကြံ့ခဲ့ဘူး။ ဒုတိယချက်ကကျွန်တော်တို့ဒီအထူးကြိုက်တန်ရာရရှိတဲ့သူတွေအားလုံးကိုကျွန်တော်တို့အခက်အခဲမရှိကြော်ဖြတ်သွားနိုင်တယ်ပလဲမြို့နယ်ကန်တောက်နေမြေရဲစခန်းကိုစစ်သွေးကြွတွေတိုက်ခိုက်နေတဲ့အချိန်ကိုတင်ပြပါမယ်ဇွန်လ2ရက်နေ့မနက်9:00နာရီအချိန်ကနေစပြီးတော့ပလဲမြို့နယ်စကိုင်းတိုင်းဒေသကြီးပလဲမြို့နယ်ကန်တောက်နေမြေရဲစခန်းကိုစစ်သွေးကြွအဖွဲ့တွေဒါအင်အားအလုံးနဲ့ဒီဘတ်ပေါင်းစုံကနေပြီးတော့ဝင်အောင်တိုက်ခိုက်နေပါတယ် မနေ့ကဆိုရင်ကျွန်တော်တို့သိရတဲ့လောက်တဏီကုံတိုက်ပါတယ်တဏီကုံတိုက်ပွဲတွေဖြစ်တယ်ပြီးတော့ကျွန်တော်ညဘက်ဆိုရင်10နိုင်မိနစ်30တိုက်တယ်ပေါ့ဗျာတနည်းအားဖြင့်ကျွန်တော်တို့ဒီမနက်ပိုင်း9နိုင်ရနေပြီးတော့ည10နိုင်မိနစ်30လောက်တိုက်ပွဲတွေတောက်လျှောက်ဖြစ်တယ်တိုက်ပွဲတွေတောက်လျှောက်ဖြစ်တယ်ပြီးတော့ကျွန်တော်တို့ဒီကနေ့မနက်စောစောပိုင်းမှာလည်းတိုက်ပွဲတွေပြန်ဖြစ်တယ်ပေါ့ယနေ့ထိယနေ့ညနေထိတိုက်ပွဲတွေကပြန်ဖြစ်နေတယ်အဲ့တော့တက်မတော်ကတော့မနေ့ကဒီကနေ့မနက်ပိုင်းကတက်မတော်က မနက်ပိုင်းမှာကျွန်တော်ဖိုက်တာနဲ့လာရောက်ရှင်းလင်းပေးတာတွေပြီးတော့ဒီကနေ့မွန်းလပိုင်းမှာကျွန်တော်တို့ဒီ Y12 နဲ့ဒါဘုံကြီးရှင်းလင်းလာလုပ်နေတယ်အော်တိုက်ပွဲတွေကတော့တော်တော် မြင့်တက်နေတယ်အကြပ်ဖတ်သမားတွေကအမှသူတို့ရဲ့ဒီလူမှုကွန်ရက်မှာတင်ထားတယ်ငါတို့ရဲ့လုပ်ဖို့ကိုင်းဘက်တွေအများကြီးကြာဆုံးသွားတယ်ပေါ့ဗျအဲ့တော့ဒီစကန်ကိုရောက်အောင်တိုက်မယ်စသဖြင့်ပေါ့ဗျသူတို့ကျွေးကြော်နေတာတွေ့ရပါတယ်ဒါတော့သူတို့ဘက်ကပါအဲ့တော့ကန်တောက်နေမီရဲ့စကန်ရဲ့အရေးပေါ်မှုကိုတင်ပြပါမယ်ကန်တောက်နေမီရဲ့စကန်ရဲ့အရေးပေါ်မှုကကျွန်တော်တို့တစ်ဖက်မုံရွာမုံရွာမုံရွာနေကျွန်တော်တစ်ဖက်ဒီ အမုံရွာရင်းမပဲပေါ့ကျွန်တော်မှတ်တာမုံရွာရင်းမပဲပလဲကံကောမုံရွာရင်းမပဲပလဲကံကောလမ်းမမှာရှိတယ်တစ်ဖက်ကနေဆိုတော့ကျွန်တော်ရေစကြိုးပလဲမြိုင်လမ်းမမှာတည်ရှိတယ်ပြီးွားကျွန်တော်ချင်းမိနဲ့မင်းတပ်မတူဘီလို့နဲ့ချိန်ဆလာတယ်အဲ့တော့နေရနေရတော်တော်ကောင်းတယ်တနည်းအားဖြင့်ကျွန်တော်တို့ချင်းမိနဲ့လဲနီးတယ်ပြီးွားကျွန်တော်တို့ဒီဇကိုင်းမကွေးအဆက်ပေါ့ဗျာတစ်ဖက်မှာမြိုင်ရှိတယ်တစ်ဖက်မှာရေစကြိုးရှိတယ်တစ်ဖက်မှာတော့ကျွန်တော်အလောင်းတို့ကတစ်ဖက်နေမြေရှိတာပေါ့တော်တော်ကိုကျွန်တော်တို့အချက်ချကြတယ်အကြမ်းမတ်သမားတွေကဒီစကန်ကိုပြီးခဲ့တဲ့2023ခုနှစ်ကလည်းကျွန်တော်တို့ဒါ အင်အားလုံးနဲ့တိုက်တယ်အဲ့ဒီချိန်တော့လည်းကျွန်တော်မရခဲ့ပါဘူးလက်ရှိသူတို့ဘာကြောင့်တိုက်ရလဲဆိုရင်ဒီတပ်မတော်ကအကြမ်းဖက်သမားတွေထမ်းရိတ်ခါတွေရိတ်ခါတွေဆက်သုံးတွေဆေးဝါးတွေရောင်းနိုင်တဲ့လမ်းကြောင်းတွေအားလုံးပိတ်ဆို့ထားတယ်ပိတ်ဆို့ထားတဲ့အခါကျွန်တော်အကြမ်းဖက်သမားတွေကရခင်ကာလကကျွန်တော်တို့နွေမိုးအနွေရာသီနဲ့ဒီဆောက်ရာသီကာလမှာအကြမ်းဖက်သမားတွေကတော်တွင်းလမ်းကိုအသုံးပြုပြီးတော့သူတို့ရဲ့ဒီစာရေးကတွေဆေးဝါးတွေသူတို့ရဲ့ဒီလူထောက်ဖို့တွေတွားလို့ရတယ်ပေါ့ သွားလို့ရလက်ရှိဒီမိုးရင်းကာလကကျွန်တော်ဒီတောင်ကျချောင်းရီတွေရာသီဥတုကျန်းတန်းနာတွေကြောင့်တို့ရဲ့ဒီထောက်ဖို့လမ်းကြောင်းစနစ်ကတော်တော်လေးအခက်အခဲဖြစ်တယ်အခက်အခဲဖြစ်တဲ့ကကျွန်တော်နံပါတ်1တို့ရဲ့ဒီထောက်ဖို့လမ်းကြောင်းအဆင်ပြေဖို့နံပါတ်2ကတော့ကျွန်တော်စားရေးကအဆင်ပြေဖို့နံပါတ်3ကတော့ကျွန်တော်ဒီဘက်ပြည်မဘက်ကနေပြီးတော့ဒီကုံစီတွေကိုကျွန်တော်တောလန်းနေမတည်ပဲနဲ့တောလန်းနေမတည်ပဲနဲ့ဗျာကျွန်တော်ဒီကန်းအောင်နေမြေစကန်းကိုတို့တိုက်မယ်တိုက်ပြီးတော့တို့ ဒီဘက်ချိုင်းမီနိုတဲလို့တဲလို့ရတယ်ချင်းပြီးချင်းပြီးနဲ့ဘက်ကိုတဲလို့ရတယ်ပြီးရင်ကျော်ရောဒေတာကိုတဲလို့ရတယ်တဲလို့ရတဲ့အခါကျတော့အဲ့ဒါကဒီဒီကျွန်တော်တို့အနည်းဆုံးလမ်းကြောင်းဖြစ်တာပေါ့အနည်းဆုံးလမ်းကြောင်းဖြစ်တယ်ပြီးရင်တို့ရဲ့တို့ရဲ့နာမည်ထိချုပ်ထားတဲ့နေရာမှာဒီစကန်ကတို့ကိုတော်တော်လေးဒါအနှောက်အယှက်ဖြစ်တဲ့စကန်ပေါ့ဗျာအဲ့ကျွန်တော်တို့နိုင်ငံတော်ဘက်ကပြန်ကြည့်မယ်ဆိုရင်ဒီစကန်ကနိုင်ငံတော်အသက်ကိုရေးပါတယ်အရေးပါတယ်ဒီဒီရက်စကန်ကပွတ်ထွက်သွားပြီဆိုရင်အချမ်းဘတ်သမားတွေက သူတို့ကဒီမုံရွာမျိုးကနေပြီးတော့ဒီလမ်းပေါင်းစုံနဲ့ဒါကျွန်တော်တို့ဒီကုံစီတွေဝယ်ပြီးတော့ဒါဆေးဝါးတွေကိုဒီလမ်းကြောင်းနေပြီးတော့ကျွန်တော်တို့မင်းတပ်ပတူပြီးပို့လို့ရတယ်။ပြီးရင်ကျွန်တော်တို့ရခိုင်မြင်းတွေကိုပို့လို့ရတယ်။ပြီးရင်ကျွန်တော်ရောဒေသကိုပို့လို့ရတယ်။အတူစုလမ်းဆောင်လမ်းကြောင်းတစ်ဖက်မှာလည်းသူတို့ကဒီရေသူချိုးတို့မြိုင်ရေသူချိုးတို့မြိုင်တွေနဲ့ချိန်ဆက်ထားတယ်လို့သူတို့ရဲ့တယံစာသားတွေကတနည်းအားဖြင့်ကျွန်တော်ရန်တန်တွေကရန်တန်တွေကကျွန်တော်တို့ဒီရခိုင်မြင်းတွေဘက်ကိုပို့လို့ရတယ်။တစ်ဖက်မှာကျွန်တော်ချင်းမြင်းတွေဘက်ကိုပို့လို့ရတယ်။အဲ့တော့ဒီနေရာကြီးကကျွန်တော်တို့တော်တော်ကြီးကိုကျွန်တော်တို့အရေးပါတယ်။ အရေးပါတယ်အဓိကအကြံဖတ်သမားတွေသူတို့ရဲ့ဒီရိတ်ကရိတ်ကလမ်းကြောင်းတွေတိုးတောင်းဖို့ပြီးရင်ကျွန်တော်စေဝါစေဝါရိတ်ကစေဝါ73စီလမ်းကြောင်းတွေတိုးတောင်းဖို့တစ်ဖက်နဲ့တစ်ဖက်ကျွန်တော်တို့ဒီ73စီဒါအပြန်အလှန်ပေးဖို့နိုင်ဖို့နောက်တစ်တစ်ချက်ကတော့ဒီအကြံဖတ်သမားတွေဒီထောက်ဖို့လမ်းကြောင်းပေါ့သူတို့ရဲ့ဒီသူတို့ရဲ့ဒီစီရေးထောက်ဖို့လမ်းကြောင်းကြီးကိုကျွန်တော်တို့မြင်းမြတ်ဆန်းဆန်းနဲ့တွားလာနိုင်ဖို့အတွက်ဒီစကောက်တိုက်တာတော့တိုက်ပွဲတွေကတော့ကျွန်တော်တို့တော်တော်လေးပြင်းထန်နေတယ်ပြီးခဲ့တဲ့ဒီ2023ခုနှစ်နိုဝင်ဘာလ 2023ခုနှစ်ကလည်းတို့ဒီစကန်ကိုတို့အင်အားလုံးနဲ့ဝင်အောင်တိုက်ခတ်ခဲ့တယ်သို့တော်လည်းစကန်မရခဲ့ဘူးမရခဲ့ဘူးအဲ့တော့အဲ့တော့ကျွန်တော်တိုက်ပွဲတွေကတော်တော်လေးပြင်းထန်နေတယ်တော်လေးပြင်းထန်နေတယ်ဒီတိုက်ပွဲတွေရဲ့ကျွန်တော်တို့အဆုံးပြတ်ကဘာလို့ဖြစ်လာမလဲကျွန်တော်ဆက်ပြီးကြည့်ရမှာဖြစ်ပါတယ်တိုက်ပွဲတွေကတော့ကျွန်တော်တော်တော်လေးပြင်းထန်နေလို့ပဲကျွန်တော်ပြောရမှာဖြစ်ပါတယ်စကန်တိုင်းဒေသကြီးပလဲမြို့နယ်ကန်တောက်နေမီရေစကန်အခြေအနေကိုတင်ပြပါမယ်ကန်တောက်နေမီရေစကန်ကိုစစ်သွေးကြောအုပ်စုတွေက ဇွန်လ2ရက်နေ့မနက်4နာရီကနေစတိုက်တာဒီကနေ့ရှိပါလက်ရှိလည်းကျွန်တော်တိုက်ပွဲတွေပြင်းထန်နေပါတယ်အဲ့တော့2ရက်3ရက်4ရက်5ရက်ဆိုရင်ကျွန်တော်တို့ရပ်ပေါင်းမနေတော့6ရက်ပေါ့ဗျာဒီနေ့ဆို5ရက်ဖြစ်သွားတယ်ရပ်ပေါင်းမနေတော့အဲ့တော့အဲ့မှာရှိရကျွန်တော်တို့တပ်မတော်ကြီးမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေတကယ်ကိုကျွန်တော်တို့ဂုဏ်ယူပါတယ်အဲ့တော့အဓိကဒီသတင်းတင်ပြတာကကန်တော့နေမီရဲစကမှာရှိတဲ့တပ်မတော်ကြီးမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေအားလုံးကိုကျွန်တော်ဂုဏ်ပြုပါတယ်ဂုဏ်ယူပါတယ်လက်ရှိလက်ရှိ ဒီလိုတက်ပေါ်သားမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေအထွတ်ဒါကျွန်တော်တို့တပ်ဆိုင်ရာအကြီးအကဲတွေကလည်းအကြီးအကဲတွေကလည်းဒီမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့တပြေးညီကျွန်တော်တို့တောက်လျှောက်လေးချောင်းရှင်းလင်းမှုတောက်လျှောက်ကိုကျွန်တော်တို့တောက်လျှောက်ဘုံကျဲပေးနေတယ်အကြမ်းဖက်သမားအများကြီးသိတယ်ဗျာအဲ့မှာခင်ဗျာ black color တွေအများကြီးပဲလက်ရှိအဲ့မှာပါလေရင်မပဲခရိုင် black tiger တို့အပြင်ကျငဆောင်းကအဖွဲ့တွေအများကြီးပဲ အဲ့ပါ black black color တွေ black color တွေဟိုအမဲတွေပေါ့ဗျာအမဲတွေအာဓုဘတ်တွေအာဓုဘတ်ကောင်းနေအဲ့မှာပြင်နေကြမနေဘူးပဲမနေဘူးပဲဒီကနေ့ဆိုပဲအဲ့မှာကျွန်တော်တို့ဝိုင်ရွဲနဲ့တောက်လျှောက်ဘုံကျဲလေးကျင်လောက်ရှိပါတယ်တောက်လျှောက်ဘုံကျဲနေအော်ဒီတမ်းဘရစစ်ကူစစ်ကြောင်းတွေလည်းတောက်လျှောက်ပို့နေတယ်ပို့တဲ့ကောင်မှအကြမ်းဖက်အုပ်စုတွေရတော့ဗျာသူတို့ကတော့ဒီစစ်ကူစစ်ကြောင်းတွေလမ်းမရဲ့သူဖြတ်တောက်ခန့်ထားတယ်ပေါ့တောက်လျှောက်ကျွန်တော်တို့ဒီစစ်ကူစစ်ကြောင်းတွေတောက်လျှောက်တက်နေတယ်တောက်လျှောက်တက်တယ် အဲ့ဒီကမ်းတော့နေမြေစကားမှာတာဝန်ကြနေတဲ့ခေါင်းပေါင်းတွေပေါ့ဗျာဒီဒီရဲတပ်ဖွဲ့ရဲ့တပ်မတော်နှစ်ခုသူတို့ရဲ့အဲ့မှာရှိတဲ့ခေါင်းပေါင်းတွေကခေါင်းယူဆိုင်လိုက်တယ်ခေါင်းယူဆိုင်နေပြီးဒီမှာရှိတဲ့တပ်ဖွဲ့ဝင်တွေအားလုံးခေါင်းယူဆိုင်နေငါတို့တပ်မတော်ရဲ့တမိုင်းဒီမှာနေရဲတပ်ဖွဲ့ရဲ့တမိုင်းတမိုင်းခေါင်းတွေငါတို့ဒီမှာစိုက်ထုမယ်ဘာလို့ရဲ့တမိုင်းခေါင်းတွေမြန်မာနိုင်ငံတည်ရှိနေသူတွေတပ်မတော်ကြီးအတုံးရှိနေသူတွေရဲတပ်ဖွဲ့ကြီးအစင်တော်ကရှိနေသူတွေငါတို့တမိုင်းတွေ ာဝရရှိနေရမထာဝရရှင်းတန်နေရမယ်ဆိုပြီးတော့ချမယ်ကွာနောက်ဆုံးကြိမ်ချနေမနေဘူးပဲအဲ့ဒီအပေါ်လဲကျွန်တော်တို့နိုင်ငံတော်အကြီးကြီးအားလုံးအသိမှတ်ပြုတယ်တောင်းချောက်ကိုခင်ဗျာလေးနဲ့ဘုံကျဲပေးနေတာတောင်းချောက်ကိုခင်ဗျာအဲ့မှာမနေဘူးဟိုကောင်းနေတော့အမအော်နေတယ်ဟာလေစကိုင်းတိုင်းမှာတိုက်ခဲ့တဲ့တိုက်ဝဲတွေမှာလေဒီလောက်လေးကိုတောင်းချောက်အဆက်မပြတ်ကျဲတာမမြင်ဘူးလို့သူတို့ကိုယ်တိုင်ဝန်ခံထားတယ်အဲ့မှာဘလက်ကလာရေမနေဘူးပဲအဲ့မှာငဆောင်ကောက်ဖွဲ့ပါတယ်အဲ့မှာကျွန်တော်ရင်းမပင် ပီပီရဲ့ဖွဲ့လာအများကြီးပါပဲအဲ့မှာပြုံတိုက်နေပါဗျအဲ့မှာကျွန်တော်တို့ black ဟိုဟာလေးဟိုကာလာမဲတွေအနေဦးပဲတစ်တော့မာတွေရောဟိုမာတွေရောကျွန်တော်တို့ Facebook မှာတော့အနေဦးပဲတောက်လျှောက်ကိုကျဲတယ်ကျွန်တော်အဲ့မှာပြောချင်တာအဲ့မှာတောင်းဝန်ကြနေခေါင်းပေါင်းနေကျွန်တော်ဂုံပြူတယ်ဂုံယူတယ်ပြီးသွားရင်အဲ့မှာရှိတယ်ကျွန်တော်တို့တပ်မော်တိုင်းမြန်မာနိုင်ငံရဲ့တပ်ဖွဲ့ဂုံယူတယ်သူတို့မနေ့ကညသူတို့အကုန်လုံးအကုန်လုံးကျွန်တော်အဲ့မှာရှိတဲ့တပ်မော်တိုင်းမြန်မာနိုင်ငံရဲ့တပ်ဖွဲ့အကုန်လုံးစီဝေးခေါ်လိုက်တော့ စီဝေးခေါ်လိုက်တယ်။ငါတို့ချမယ်။ငါတို့ရဲ့တမိုင်းဒီတန်းတောင်းနေမြေစကမှာငါတို့တမိုင်းကောင်းတွေစိုက်ထူနိုင်ဖို့တော့ငါတို့ချမယ်။တောင်းချောက်ချနေတာ။ချလိုက်တာ။ခင်ဗျားအေးစေးပါ။ခင်ဗျားလည်းခင်ဗျားကန်းတောင်းနေမြေစကအေးစေးပါ။အေးစေးပါခင်ဗျားအကြပတ်တမိုင်းတွေယာနဲ့ချူကိုသိနေပြီ။ယာနဲ့ချူကိုသိနေပြီ။ကမရာနဲ့ချိုထိကတဲ့ရတယ်ပြီသူကဒီကန်းတော့နေမြေစကရောက်လို့တောက်လျှောက်ဖို့သူကသူတို့မရမချစ်တိုက်မယ်ဆိုတော့သူတို့တော့တိုက်တယ် တက်ကလည်းကျဲတယ်မင်းတို့လာရအောင်တက်လာခဲ့တက်လာခဲ့ငါတို့ကျဲငါတို့ချမယ်သူချတယ်လေးနဲ့လေးဘောပါခင်ဗျာလေးဘောနဲ့တော့ရှောက်ကိုကျဲချတယ်မနေဘူးပဲပြေးတာတက်လာခဲ့လေလက်တဲတော့တက်ပေါ့တဲတော့တဲတော့ချတယ်တက်လာခဲ့ဘယ်ကောင်သေးရဲပေါ့ပေရောသေးရဲတဲတော့အရင်သေးရမယ်တော့ရှောက်ကိုကျဲရ မားအကန့်တော့နေပြီစကတကယ်ကိုကျွန်တော်ဂုံးယူတာတကယ်ကိုခမားကျွန်တော်ရင်ထဲအသေးရောက်ဂုံးယူတယ်အဲ့ဒီကတပ်ဖွဲ့ဝင်တို့ကျွန်တော်ကိုယ်တိုင်လည်းနားနဲ့ဆက်ဆက်အမြဲတမ်းအဆက်အသွယ်ရှိတယ်တောင်လျှောက်ကိုကျွန်တော်အဆက်အသွယ်ရှိတယ်လက်ရှိလည်းကျွန်တော်တို့တောင်လျှောက်ဘာဘုံတောင်လျှောက်ကိုကျွန်တော်လေးနေတောင်လျှောက်ကိုဘုံကြီးရှင်းလင်းပေးတယ်အများကြီးသိတယ်ဗျာခမားကလည်းအများကြီးသိတယ်အဲ့ဒီကောင်တော့ခမားအော်နေပြီဒီလောက်တခါမှဘုံကြီးတာမမြင်ဘူးတဲ့ဘုံကြီးတာမမြင်ဘူးပြီးရင်ဒီကောင်လည်းတက်တော့တက်တော့တက်တော့ဖိုင်နေ အမဲရေရွေး Facebook ကအမဲရေရွေးကမဒီကောင်တွေဘယ်လောက်ဆက်တိုင်နိုင်မလဲဗျာဆက်ကြည့်ရတာပေါ့တောက်လျှောက်ဆက်ကြည့်ရတာပေါ့ခင်ဗျာတောက်လျှောက်ကိုကျင်းတာခင်ဗျာတိုင်ဖို့ကလည်းလက်တံပြောင်းတယ်ပြီးရင်ကျွန်တော်တို့ဒီပေါ်မှာအကြီးကြီးရလဲတောက်လျှောက်ဒီချင်းတို့တောက်လျှောက်စောင့်ကြည့်ပဲလောရတာတောက်လျှောက်ပံ့ပိုးပေးရပြီးစစ်ကူစစ်ကြောင်းတွေလည်းကျွန်တော်တောက်လျှောက်တက်နေပေါ့ဗျာစစ်ကူစစ်ကြောင်းအနေနဲ့ကျွန်တော်မြေပြင်ကတက်တဲ့ခါကျတော့အကြမ်းဖက်တဲ့တောက်လျှောက်ဟန်တာနဲ့ဓာပြတ်တိုက်တာပေါ့ဒါကိုလည်းကျွန်တော်တို့တော်တော်ကြီးကိုကြော်လွားနိုင်နေပြီတော်တော်ကြီးကြော်လွားနိုင်နေပြီအဲ့တော့ ကတော့နေမြေစကနဲ့ပတ်သက်ရင်ကျွန်တော်တို့ဒီညမှာဒီမှာဒီမှာဒီမှာတာဝန်ထမ်းဆောင်နေတဲ့ခေါင်းပေါင်းတွေပေါ့ဗျာခေါင်းပေါင်းတွေကျွန်တော်များစွာဂုဏ်ယူတယ်ပြားစွာဂုဏ်ယူတယ်တကယ်ပါခင်ဗျာအကုန်လုံးခေါ်လိုက်တာဗျာခေါ်ပြီးတော့ငါတို့တိုက်မယ်ငါတို့တိုက်မယ်ငါတို့ဒီစကန်ကတော့ဘယ်တော့မှမဆုံးငါတို့တိုက်မယ်ခေါင်းပေါင်းအကုန်စုပြုံးပြီးအောက်မှာရှိတက်ဖို့ဝင်အောင်စုပြုံးပြီးချတာတကယ်ကျွန်တော်တို့အားအကျဉ်းဖို့ကောင်းတယ်တကယ်ဂုဏ်ယူတယ်အဲ့တော့ကန်တော့နေပြီးစကန်နဲ့ အခြေအနေနဲ့ပတ်သက်ရင်ကျွန်တော်တို့တိုက်ပွဲတွေကဆက်ပြီးရှိနိုင်တယ်အကြမ်းဖက်သမားတွေသူတို့ဆက်ပြီးအသေးခံပြီးဆက်တိုးမလားဒီကောင်တွေအသေးခံပြီးဆက်တိုးနေသူတွေတိုက်ပွဲတွေကဆက်ရှိမယ်ဒီကောင်တွေဘလောက်ထိတောက်ခံနိုင်မလဲပေါ့ကျွန်တော်ဆက်ကြည့်ရမှာဖြစ်တယ်တောက်လျှောက်ကိုကျဲနေတယ်ဗျာတောက်လျှောက်ကိုကျဲပေးနေတယ်ကန်တော့နေမြေစကန်တော့တောက်လျှောက်ကိုကျဲပေးနေတယ်အော်ဒီနေရာကြီးကလည်းတကယ်ကိုကမြဆေးရအချက်ကြကြတယ်တစ်ဖက်မှာကျွန်တော်တို့ချင်းမီနဲ့တက်လို့ရတယ်တစ်ဖက်မှာကျွန်တော်အဲရနဲ့ရခိုင်မီနဲ့ပေါက်တယ်တစ်ဖက်မှာတော့ကျွန်တော်တို့ဒါရောဒေတာတွေပေါက်တယ် ဂံကောဘတ်ဒီပေါက်တယ်တပတ်မှာတော့ကျွန်တော်တို့အများကြီးရေစကြိုနဲ့ချိန်တာလေတကယ်နေရနေရကောင်းကြီးနေရကောင်းကြီးအဲ့တော့တချို့ကမင်းပါဘောဒီလောက်ဗျာခင်ဗျားလေဒီစကန်းကိုဘာကြောင့်ကာကွယ်နေရလဲစကန်းကိုကာကွယ်နေတာမဟုတ်ဘူးနိုင်ငံတော်ကိုကာကွယ်နေတာအဲ့ဒီစကန်းတစ်ခန်းရဲ့အရေးပါမှုဘလောက်ကြီးလဲဆိုတော့အဲ့ဒါပဲဒီနိုင်ငံရဲ့စကန်းကဘလောက်အရေးကြီးလဲဆိုတော့အဲ့ဒါပဲအဲ့ဒါပဲအရေးဘလောက်အရေးကြီးလဲဆိုတော့အဲ့မှာရှိတဲ့တာဝန်ကြနေတော့အားလုံးသိတယ်ရတဲ့ဘုံကအားလုံးသိတယ်အဲ့ဒါချနေတာ ချနေအဲ့တော့အဲ့လိုပဲကျွန်တော်ပြီးခဲ့တဲ့ဒီ2023ခုနှစ်နိုဝင်ဘာလ20ခွဟုတ်တယ်နိုဝင်ဘာ20ခွကိုလည်း20ခွရက်မှာ2023ခုနှစ်နိုဝင်ဘာလ29ရက်နေ့မှာလည်းဒီအကြမ်းမအုပ်စုတွေကဒီကားတော့နေပြီးရဲစကန်ကိုတကြိမ်တိုက်ခိုက်တယ်အဲ့ကျွန်တော်တိုက်ပွဲကတော်တော်ပြင်းထန်ခဲ့တယ်အဲ့မှာကျွန်တော်စစ်ကူစစ်ကြောင်းနဲ့ပေါင်းမိတယ်နောက်ဆိုဒီစကန်ကိုပြန်ထိရှုံနိုင်ခဲ့တယ်အဲ့ဒီနောက်ပိုင်းမှာတိုက်ပွဲတွေပြန်ငြိမ်တယ်ပြန်ငြိမ်ပြီးတော့သူတို့ဒီဇွန်လ2ရက်နေ့မှာပြန်တိုက်တယ်ပေါ့ပြန်တိုက်တယ်အဲဒီလက်ရှိ ဒီလက်ရှိကာလာတိုက်ပွဲရတော့ဗျာယနေ့ဖြစ်နေတဲ့တိုက်ပွဲရတော့တကယ်အပြင်းထန်ဆုံးတိုက်ပွဲပဲအဲ့တော့သူတို့လည်းခင်ဗျာဒူးနဲ့တပူတွေကြုံရပြီတောက်လျှောက်ကိုကျင်းနေတယ်အဲ့တော့အဆုံးဖြတ်ပါဖြစ်လာမယ်ခင်ဗျာဆက်ကြည့်ကျွန်တော်တော့အားရတယ်ဗျာအဲ့အဲ့ဒီတိုက်ပွဲနဲ့အခြေအနေပတ်သက်ရင်ပတ်သက်ရင်ဟာဒီကျွန်တော်တို့ဒီပေါပိုးပေးမှုတောက်လျှောက်ကိုလေချောင်းနဲ့ဘုံကျဲမှုအောက်မှာမြေပြင်မှာရှိတဲ့ဒါခေါင်းခေါင်းပေါင်းတွေတပ်ဖို့မနေအရဲ့ကျွန်တော်တို့ကျွန်တော်တို့လက်တင်ကြီးတညုံလဲ ရန်သူကိုချိန်မုန်းနေဘူးတာတကယ်ကိုကျွန်တော်အားရဖို့ကောင်းတယ်။စကန်နေစီစာကြီးပလဲမြွနဲ့ကန်တောင်းနေမီရဲစကန်ရဲ့6ရက်ကြာတိုက်ပွဲချင်းတွေကိုတင်ပြပေးတော့မှာဖြစ်ပါတယ်။စစ်သွေးကြွားအေးအေးပါမယ်။ငဆောင်ကဖွဲ့ပါမယ်။ပြီးရင်ကျွန်တော်တို့ရင်းမပင်ခရိုင် PDF ဖွဲ့တွေပါတယ်။ဒီစစ်သွေးကြွားအဖွဲ့တွေပူးပေါင်းပြီးတော့ကန်တောင်းနေမီရဲစကန်ကိုဇွန်လ2ရက်နေ့မနက်4နာရီချိန်ကစပြီးတော့ကျွန်တော်ဘတ်ပေါင်းစုံဝင်တိုက်ပါတယ်။ဘတ်ပေါင်းစုံကျွန်တော်တို့အသီးသီးနေရာယူပြီးတော့ဝင်တိုက်ပါတယ်။ ဇွန်လနေ့နေ့မှာတနေကုန်တိုက်ပွဲတွေကတော်တော်ကြီးကိုပြင်းထန်ခဲ့ပါတယ်။ဇွန်လ3ရက်နေ့မှာဆိုရင်တော့ဒီနာမခကနေပြီးတော့ကျွန်တော်လေချောင်းပစ်ကူတွေကိုတောက်လျှောက်ကျွန်တော်တို့ Jet Fighter တွေတိုက်ခိုက် Fighter တွေပြီးရင်ကျွန်တော်တို့ဝိုင်းပြဲဘုံကျဲလေနေနဲ့တောက်လျှောက်ကျွန်တော်တို့ပစ်ကူတွေတောက်လျှောက်ပေးခဲ့ပါတယ်။ဒီပစ်ကူပေးမှုကကျွန်တော်တို့ဇွန်လ6ရက်နေ့ထိပစ်ကူတွေပေးခဲ့ပါတယ်။တိုက်ပွဲတွေကတောက်လျှောက်ပြင်းထန်ခဲ့ပါတယ်။ဒီစစ်ကူစစ်ကြောင်းတွေကိုတော့ဒီနာမခကဒီပလဲမြို့နယ်မှာရှိတဲ့ အင်မတီပြည်သူစစ်ကြွာကိုကျွန်တော်ရိုင်းနေနေတဲ့စစ်ကူတွေပို့ဆောင်ခဲ့ပါတယ်။ရိုင်းနေကျွန်တော်စစ်ကူပို့ဆောင်ပြီးတော့ဒါကျွန်တော်တို့အဲ့မှာရှိတဲ့ဒီပြည်သူစစ်တပ်ဖွဲ့တွေနဲ့နာမခကနေပို့ဆောင်လိုက်တဲ့ဒီတပ်မတော်စစ်ကြောင်းတွေပူးပေါင်းပြီးတော့ကန်တော့နယ်မြေစာကိုရဲစခန်းကိုကျွန်တော်တို့ခြိတက်ပါတယ်။ခြိတက်တဲ့အခါမှာအဲဒီစစ်စစ်ကြောအုပ်စုတွေကလမ်းပိုင်းမှာကျွန်တော်တောက်လျှောက်တော့ဖြတ်တောက်မှုတွေလုပ်ပါတယ်။ဒီအခြေအနေကိုကျွန်တော်တို့ဒီမှာစစ်ကြောင်းကိုဦးဆောင်တဲ့ဒါခေါင်းပေါင်းတွေကခက်ခက်ခက်ခဲစွာဖြင့် ခက်ခဲစွာဖြင့်ကျွန်တော်တို့ကြော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်စစ်ကူစစ်ကြောင်းတွေကဇွန်လ9ရက်နေ့ဒီကနေ့မနက်3နာရီခန့်အချိန်မှာကမ်းတောင်နေမြေရေစခန်းကိုတွားရောက်ပြီးပူပေါင်းနိုင်ခဲ့ပါပြီပူပေါင်းနိုင်ခဲ့ပါပြီအဲ့တော့ဒီနေ့မှာကျွန်တော်တို့တကယ်ကိုဒီလိုအကြပ်ဖတ်သမားတွေအစစ်စစ်ဖြတ်တောက်တဲ့အရာကိုကျွန်တော်တို့ကြော်ဖြတ်နိုင်ခဲ့တဲ့ဒါခေါင်းပေါင်းကိုလည်းကျွန်တော်တို့များစွာဂုံရောက်မှာဖြစ်ပါတယ်နောက်ထပ်ဒီဂုံရောက်မှာကဒီကမ်းတောင်နေမြေစခန်းကကျွန်တော်တို့ သူရဲ့တမတ်တာကနေမီရဲစားအင်အားကကျွန်တော်တို့အကန့်သက်ရှိပါတယ်အင်အားနေပါတယ်အဲ့ဒီအင်အားကိုကျွန်တော်တို့စစ်တုံးကျောက်အုပ်စုတွေကအင်အားကျွန်တော်တို့ယာနဲ့ချီပိတ်ဆို့ပြီးတော့ကျွန်တော်တို့တိုက်ခတ်ခဲ့တာပါကျွန်တော်ရှိရတင်ပြခဲ့သလိုပါပဲပြီးခဲ့တဲ့ရက်ကတင်ပြခဲ့သလိုပါပဲဒီမှာရှိတဲ့ကျွန်တော်တမတော်သားတွေပြီးတော့ကျွန်တော်တို့ဒီမှာရှိတဲ့ရဲတပ်ဖွဲ့ဝင်တွေခေါင်းပေါင်းတွေအားလုံးတို့စုပြီးအစည်းအဝေးထိုင်လိုက်တယ်ပြီးတပ်ဖွဲ့ဝင်တွေအားလုံးအစည်းအဝေးထိုင်လိုက်တယ်ငါတို့ချမယ်နောက်ဆုံးအချိန်ကြီးငါတို့ချမယ်ချမယ်ဆိုတဲ့အချိန်စိတ်ထဲနဲ့ကျွန်တော်တို့ချခဲ့တာပါနောက်ဆုံးကုံကုံပြောရမယ်ဆိုရင်တော့ ဒီမှာရှိတဲ့တက်မော်တာရဲ့ရဲတပ်ဖွဲ့ဝင်တွေကသူတို့ရဲ့မိသားစုတွေကိုသူတို့နောက်ဆုံးအချိန်ထိဒီစကန်နဲ့မခွာဘဲနဲ့တိုက်ပွဲဝင်မယ်ဆိုသူရဲ့မိဘတွေနှုတ်ဆက်စကားတော့ပြောခဲ့တဲ့သူတွေရှိပါတယ်ပြောခဲ့တဲ့သူတွေရှိပါတယ်ဒီမှာရှိရဲ့ဒီတက်မော်တာတွေမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေကဒီကန်နောက်နေပြီးရဲစကန်မှာတာဝန်ထမ်းဆောင်ခဲ့တာကျွန်တော်တို့ဒီ၄နှစ်ကာလအောင်ရောက်သွားပြီသူတို့ဒီမှာပဲသူတို့ဒီတာဝန်တွေထမ်းဆောင်ခဲ့တာပါတာဝန်တွေထမ်းဆောင်ခဲ့ပါတယ်တကယ်ကိုကျွန်တော်တို့သူတို့ရဲ့ တိုင်းပြည်ပေါ်ထားတဲ့စိတ်ပြီးွားရင်ကျွန်တော်တို့သူရဲ့မိခင်တပ်ဖွဲ့ပေါ့ဗျာမိခင်တပ်ဖွဲ့ကိုထားတဲ့စိတ်တွေကတကယ်ကိုကျွန်တော်တို့ပျောက်မြောက်လွန်ပါတယ်ဒီအချိန်တွေကိုကျွန်တော်တို့နိုင်ငံတော်ရဲ့အကြီးအကဲတွေပြီးရင်ကျွန်တော်နာမကတိုင်းပူကြီးကအနီးကစောင့်ကြည့်ပါတယ်နာမကတိုင်းပူတောက်လျှောက်ကိုစောင့်ကြည့်ပါတယ်တောက်လျှောက်ကိုအကုန်လုံးသူလုပ်ပေးတာနောက်ဆုံးတကယ်ဒီဒီကန့်နောက်နေမြေစကန်ရဲ့တိုက်ပွဲရဲ့အချိန်တွေကဒီဇွန်လဇွန်လ6ရက်နေ့မနေ့ကညပါဗျမနေ့ကညကတကယ်ဒါနောက်ဆုံးတိုက်ပွဲပဲ ောက်ဆုံးတိုက်ပွဲပဲ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီဒီမှာရှိတဲ့ကန်းတော်နေမြေစကန်ကိုကျွန်တော်တို့ဒီလက်နက်ခေရန်ပို့ဖို့ဆိုရတယ်တော်တော်လေးအကန့်အသတ်ရှိပါလေ။ဘာကြောင့်လဲဆိုတော့ရန်သူကတောက်လျှောက်ပတ်လေသူတို့နေရာယူထားတဲ့အနေအထားဆိုတော့ခေရန်